ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဒီဘလူးဤအစွမ်းနေအင်ဦးကြီးအကြစိတ်ဝင်နေသောစိတ်မိတ်္ဆာဤဝါရမိုင်းတဲ့စသည်ပြောပြပါဒုမြတ်ကျော် မင်္ဂလာပါရှင်အခုကြောင်ရံတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဒီနေ့ညမှာတော့ဘရောင်းညောင်ကျိုးတည်င်းတွေအပြင်ဖလန်ကံဘလူတောင်ဦးတကြောကတရဆက်တိုက်ပွဲတွေနဲ့အတူ အုတ်ရှိပင်ကသရင်းတွေပါအပါရေးမြို့ကရေးဘလူးရဲ့တိုက်ပွဲကံဘလူးကအခြေအနေတွေဒါတွေကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်မပြောပြခင်မှာ Allegheny Review Channel မှာတော်လိုင်းကိုသွေးတက်လောင်းကြစီးပါဝါကောင်းဆောင်မှုနိုင်ငံရေးဩစာကောင်းဆောင်မှုနှစ်ရက်ကို ခက်မြင့်မြန်ခက်တဲ့တိဆောင်ကြဖက်စစ်တက်ဟာအချိန်မဆိုင်ပဲမိစ္ဆာတက်ဟာအချိန်မဆိုင်ပဲရုပ်မှာဘူးအစင်သစ်ဖြစ်နေပါဒီကနေ့ဆိုရင်ရုရှားကပြန်လာတဲ့မင်းအောင်နိုင်ကိုလီင်ဂွင်းမှာကြိုဆိုနေတဲ့ဗီဒီယိုတွေတက်ပုံနေစစ်ကောင်စီ Telegram channel တွေတဲ့ဘုံတိကိုမတိလူတွေကဖြန့်ဝေရရှိပါ တိုင်းကျုံဆက်သွင်းခံရလာဖို့ပြောနေပါနေကြတဲ့သူတွေကို ကြည်ရင်ကျွန်တော်တို့ဘောက်ချတွေထတ်တိုးပါတယ်အဲ့တော့မင်းတို့တော်လန်ရေးကလူတွေကိုလိုက်တိုက်ခတ်နေတာလားလို့သူတို့လွတ်လပ်စွာတချင်းဆိုရင်သူတို့ပျော်ပျော်ပပနေတာကိုမင်းတို့ကဘာတွေမနာလို့ဖြစ်နေတာလဲလို့မေးစရာရှိဒါကြောင့်ဦးနေဝင်း စစ်အာဏာရှင်စနစ်ကနေယနေ့အချိန်ထိမင်းအောင်လိုက်အာဏာသိမ်း၄နှစ်ကျော်၅နှစ်အထိစစ်တပ်ရှိုက်သွင်းခဲ့တဲ့ဝါရမိုင်းအောင်မြင်ပါလေအောင်မြင်နေလို့ကျန်တဲ့လူတွေမကြည့်နဲ့ကျွန်တော်တို့ရွေးရပါတယ်ဆိုရဲအမတ်တွေထဲမှာတော့မဆလာဆိုတဲ့စစ်အာဏာရှင်ကရှိုက်သွင်းခဲ့တဲ့ဝါရမိုင်းနေ ဝါရမိုင်းကြီးကြီးကပ်နေပြီစီတယ်မလက်တော့ဝင်လို့ပဲစစ်တပ်ကိုဥခိုက်ပူဇော်ကျင်တဲ့ဗီဇစရိုက်ဆိုးကြီးချိန်သွင်းထားခဲ့နိုင်တယ်တွေ့ရရှိသရှိမျိုးဆက်ပါဆိုတဲ့ဥက္ကကူကြီးလိုလူမျိုးကိုလည်းကြည့်ရင်တွေ့နိုင်တယ်တချို့လေးလံဝမ်းနဲ့မကွဲတဲ့လူကြီးမင်းများအများအပြားရှိပါဂျင်လီလို့ခေါ်ကြတယ် ဦးမြင့်ဝင်းနဲ့ဆင်းရဲနာချင်းတို့ဟာပြည်သူလူထုကိုကောင်းကောင်းဝါရာမိုက်ရိုက်သွင်းခဲ့တဲ့အတွက်ပါပီမတို့အဖေနဲ့သားများတို့ကြည်ဘူးတယ်မလားစစ်တပ်ကပဲတိုင်းပြည်ကြီးကိုကယ်တင်နေတယ်လို့လူစစ်တပ်မရှိရင်ပဲဗမာပြည်ကြီးကဘာဖြစ်မယ်ညာဖြစ်မယ်မင်းတို့လိုစစ်မိုက်စာလူ ရုံမှာတစု မရှိရင်ငါတို့တိုင်းပြည်ဟာကဘာမှာ ခေါင်းကော့ရှင်မော်ပြီးညမာဟဲ့လို့ဟစ်ကျွေးနိုင်ပြီမင်းတို့စစ်မိတ်စာတစုကြောင့်ဒီတိုင်းကြီးအခုကုန်းကောက်เสียမရှိအောင်မွေးတီစင်ရဲ့စုတ်ပြတ်နေတဲ့အပြင်နိုင်ငံရချတော့ရင်မြန်မာပတ်စပို့ဆိုရင်လူမလေးခွေးမခန့်ဆက်ဆံခံရတယ်လို့ထိုင်းမလေးရှားစင်ကာပူကိုရီးယားဂျပန် ငါတို့မြန်မာနိုင်ငံသားတွေကျွန်လုတ်နေရတာအားလုံးရဲ့တရားခံစစ်မိတ်ဆာလူယုံမှာတစုရဲ့ဖြက်စီးခဲ့မှုကြောင့်ပါပဲဒီနေ့ဒီလေဖြက်စီးခံရတော့ပါပဲထပ်ပြီးတော့ဒီနေ့ဆိုရင်ရုရှားနဲ့ဘီလာရုကပြန်လာတဲ့မင်းအောင်နိုင်ကိုကြိုးစုံနေတဲ့ကောင်တွေကိုပြောချင်တာကလေခွာမသိဘူး ရုရှားစီမှာကျွန်ခံဖို့ခြေတလုံးဖတ်ပြီးသွားတောင်းပန်တာကွာဂုံယူစရာခီးစဉ်လို့မတင်နဲ့တောက်ရှက်မရှိပဲညနေယူတယောက်လို့ပူတင်ရှေ့မှာဆက်ဖဲဖဲနဲ့လောက်ရတယ်စစ်တပ်ခေါင်းဆောင်ဆိုတဲ့ကောင်ကခွေးဝဲစားလောက်တော့တန်ဖိုးမရှိဘူးဆိုတာမင်းတို့စစ်တပ်မှာဂုံတိတ်ခတပြားမှမရှိဘူး မင်းတို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာစက်ဖြဲပြဲနဲ့တခြားနိုင်ငံတစ်ခုရဲ့ခေါင်းဆောင်တယောက်ရှိမှာစက်ဖြဲပြဲပြုံးဖြီးဖြီးနဲ့ဟာတလူချင်းတော်တယောက်လူလူကြက်မပြည့်တဲ့ဂုံလူလူနဲ့ကွာကျုံခံဖို့တော့ပြောတာတိုင်းပြည်ကိုလာသိမ်းပါလို့တော့ထိုးအပ်တာသူအာနာတခုလေးအတွက်နေတော့ ဒါဘူမင်းတို့ကအကုန်ယူပြီးကြိုဆိုကြနေတယ်ဆိုရင်တော့နောက်တစ်ချိန်မှာတိုင်းပြည်ဟာတရုတ်ရုရှားနဲ့ပတ်သက်ပြီးအမောက်ပယောကမြောင်များစွာနဲ့ငါတို့တိုင်းပြည်ခီးလန်းနှောက်နေပြီးအကယ်၍သာတိုင်းပြည်ဟာကျွန်ဘွားရောက်ခဲ့ရင်တရခန်ဟာမင်းတို့ပါမင်းတို့ဟာပူတွဲတရခန်တွေဖြစ်ပါတယ်ဖက်စစ်စစ်အုပ်စုနဲ့အတူပူတွဲတရခန်တွေဖြစ်ကြောင်းငါတို့မှတ်တမ်းတွေယူလာပါတယ် ဘယ်တော့မှမေ့လိမ့်မယ်မထင်ဘူးနောက်တစ်ချက်က KB sorry KB မဟုတ် KB ဇာအပါဝင်ဘန်တော်တော်များများဟာငွေထုတ်ပေးမှုကိုတင်ချက်လိုက်ပါပြီဒါကြောင့်မို့ရှိသမျှငွေကြီးခက်မြန်မြန်ခက်သွတ်ကျွန်တော်ဗီဒီယိုကိုကြည့်ရလူတွေကသွားပြီးထုတ်ထားပါပေးရထုတ်ပေးမယ်ဘလောက်ထုတ်ပေးမယ်ဆိုရဲအကန့်အသတ်တွေစတင်ဖြစ်ပေါ်လာပြီမင်းအောင်လိုက်လုတ်တဲ့ MM ကုတ်လားကျူကျူကုတ်လား ် MM ကျူလာ digital ငွေကြေးစနစ်ဆိုပြီးရှေ့မီမီနောက်မမီပေမီမီတောက်မမီအင်တာနက်တောင်အဝိုင်းလည်နေတဲ့တိုင်းပြည်ဒူဂျီဒူဂျီတော့ပုံမှန်မရနေတဲ့ဒီတိုင်းပြည်လက်စစ်မီတော့မမှန်လို့လက်စစ်ကဝယ်ထားတဲ့ကောင်တွေတိမ့်ရချီရှုံးခံပြီးရောင်းနေရတဲ့အခြေအနေဆိုလာနဲ့ပါဝါဘတ်တွေကိုအားပြုပြီး မီးစက်တွေနဲ့ရေတင်နေရတဲ့အချိန်ဒီမှာအမှန်အမှန်ကုတ်လာကျူကျူအုတ်ကုတ်လာအဲ့လုပ်ငန်းစဉ်အောင်မြင်ငါ့ကိုပါလာရဲ့လူများကျော်ပါလာစီဘွေလူမှုရေးကျန်းမာရေးပညာရေးအားလုံးရဲ့အဆက်ဆက်ဟာနိုင်ငံရေးဖြစ်ပါတယ်ဒီတိုင်းပြည်နိုင်ငံရေးမတည်ငြိမ်သေးဘာလုပ်လို့မရဘူးမတ်နေသားလုံးနေတဲ့လူတွေလည်းတခါတည်းပြောမယ်တော့ဘာလုပ်လို့မရဘူးမတ်သမင်းနဲ့တော့နတ်မှန်ပါဗော ဒါပေမဲ့စစ်တပ်နဲ့ရဲခွေးတွေတွေ့ရင်ဖင်ခုံးဥချတဲ့ဘဝကိုဆက်လို့ခြင်းတော့နေတာလို့နေရဒီနေရာမှာတဆင့်ထပ်ပြောလို့တာကရဲဝင်းဥရဲ့ညီနိုင်ကိုကြီးမှုရဲဝင်းဥလားရဲထွန်းဥလားဒီခွားမသိနာမည်တွေကိုကျွန်တော်တို့ကမှတ်မလို့သူတဟပစ္စတိုတလက်နဲ့ရန်ကုန်မြို့မှာရန်ကားကျင်တိုင်းရန်ကားနေတဲ့အကြောင်းသတင်းတွေသိနေရတယ်အဲ့တော့စစ်မှုထမ်းပေါ်တာဆွဲနေပါတယ်ဆိုတော့စစ်မှုထမ်း အဲစစ်မှုထမ်းဥပဒေစစ်မှုထမ်းကော်မတီလို့ဘာလို့ပေါ့ဗျာဘိုးစစ်မှုထမ်းစင့်ခေါ်ကြီးကော်မတီလို့ဘာလို့ဆိုရဲကောင်းကြီးမျက်စီတဲ့နားထဲမှာဘာတွေဆိုတာမနေ့ကလှုပ်သွားတဲ့ဟေးဟော့ပွဲမှာအသက်16နှစ်က35နှစ်အတွင်းလူငယ်တွေကြီးပဲဘာလို့စစ်မှုမထမ်းခိုင်းတာလဲမင်းတို့ဘုံမှုဘုံချုပ်ရဲ့သားတွေဘာလို့စစ်မှုထမ်းနေမပါတာလဲ မင်းတို့ထွေအုပ်ခရိုင်ထွေအုပ်တိုင်းထွေအုပ်ရေမူသားသမီးတွေဘာလို့စစ်မှုထမ်းနေမပါတာမင်းတို့ရက်ကွက်အုပ်ချုပ်ရေးမှုရဲ့ဆွေမျိုးတတိုက်ကဘာလို့စစ်မှုထမ်းနေမပါတာတိုင်းပြည်ကမင်းမဲ့စကြိုက်ဖြစ်အောင်ဖက်စစ်တပ်လုပ်နေပါပြီစစ်ကောင်းဆောင်တစုရဲ့သားသမီးတွေဟာပစ္စတိုခါကြထိုးပြီးလူပါဝနေတဲ့ရန်ကုန်မြို့ရဲ့ night life ကိုကျွန်တော်တို့မသိဘူးမထင်ပါဘူးမျက်ခြေမပြတ်ကြည်နေပြီး မှု၏စေဝါရောင်းဝယ်မှုဈေးကွက်ကြီးဟာ night club တွေထဲမှာ bar တွေထဲမှာနံပါတ်တွေတက်မပြောသေးဘူးเนาะအဲ့ night club တွေ bar တွေနံပါတ်တွေတက်မပြောသေးဘူးเนาะ night club တွေထဲမှာ bar တွေထဲမှာမှု၏စေဝါဈေးကွက်ကြီးနဲ့တကွလိုင်တာရက affirmation city တို့လိုင်တာရက inya တွေက ကြားဖြန့်တွေကိုတရုတ်ထောင်တိုင်းကြီးတွေမသိဘူးမထင်ဘူးရောင်တိုင်းစစ်ဌာနချုပ်တိုင်းမုန်းနဲ့ အပေါင်းပါပြီဟွယာမကအဖီဆွဲထားတဲ့ယာမကစစ်ဌာနချုပ်တိုင်းမှုနဲ့စစ်ဦးစီးပြီးရင်ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဒီတစ်ခေါက်နာမည်ပေါက်ပြီရန်ကုန်မြို့တွေကလမ်းမတော်တေးဦးတန်းကလိုင်းတရာက FM City အပါဝင်အင်ယာတွေကချာဖြန့်တွေရွှေဘုံကလမ်းတွေကအော် sorry ချုံသားလမ်းပစ်သွားတယ်ဆိုချုံသားလမ်းမှာကြားပြတ်မရှိဘူး ပြုံသာလမ်းလေးမဟုတ်ဘူးကျွန်တော်တို့ဒီဝိဇ္ဇာလမ်းမကြီးတစ်လျှောက်ကကြားဖြတ်နေဒီတရင်ကိုတေးဥထောင်းလိုင်းရေးလိုက်နေပါတယ်တေးဥထောင်းလိုင်းရေးဒီကနာမည်ရှင်းနဲ့တက်ပြီးဖြုတ်ခိုင်းမဲ့လူကဂျောင်တိုင်းစစ်တိုင်းမှုအပါအဝင်ညီနိုင်ကိုကေးမှုအသက်ခံလိုက်တဲ့ရေဝင်းဦးဘူချုပ်ကြီးရေဝင်းဦးရုရှားလိုက်သွားတဲ့ကောင်ဖြစ်တယ်ဖြစ်ပါလေအဲ့တော့ဒီကနေ့တော့ ဒါနဲ့ဆက်ဆက်ပြောရင်းနဲ့ရွှေပြည်သားအမတ်ရှိရကွာမင်းရဲ့ကြော်စွာလမ်းလေးကိုစစ်ကောင်စီဘုံမူကြီးဘုံမူကျုပ်ဘုံမူကျုပ်အစ်င့်နေအင်းတော်စုငါးစုကြောင်းလာတယ်လို့ကျွန်တော်တို့ဒိုင်းတိကျရပါတယ်။ရံပန်ရံကပြန်လာလိုက်ပြန်သွားလိုက်နေအတိုက်ပြောင်းလာလားပြေးမလို့ပေါ့။ဒီနေရာကတခါရဲဦးချမ်းတွေထံအတိပေးပါတယ်။အဲ့တော့ဒီနေရာမှာ နောက်ထပ်သတင်းတစ်ခုရှိနေတာကညောင်ကျိုးပါညောင်ကျိုးတိုက်ပွဲမှာစစ်ခွေးတွေငက်ပြက်နေလို့ပြည်တော်အုပ်ချုပ်ရေးမှူးအောင်ကိုဘူဒီဘက်နဲ့ငရီပြူသုံးကောင်ကိုတော့ပြင်းနေတယ်ဆိုတာကျွန်တော်တို့မသိနဲ့မသိဘူးမထင်နဲ့ဘူဒီဘက်နဲ့ငရီပြူသုံးကောင်နဲ့စားနေရတဲ့ဘဝစိတ်မကောင်းလို့ဆိုပြီးပြည်သူတွေကိုစင်းနဲ့ဇာနဲ့လမ်းလိုက် ။သမိန်တို့ကုနေရတဲ့ဖက်စစ်တပ်ညောင်ကျိုးမှာအဖြစ်အပျက်တွေအတော်ဆိုးနေပါတယ်။ဘိုးတိုင်းညောင်ကျိုးမှာဖက်စစ်တပ်ဟာခွေးရုံးဝါရှုံးရှုံးနေတဲ့အတွက်အုတ်ရှိပင်တွေကအုတ်ချုပ်ရေးမှုတွေယာယီမှုတွေပါ။ပြည်သူကိုစစ်တပ်ကိုထောက်ခံအားပေးတဲ့ပုံစံဖြစ်အောင်ရက်ွက်လိုက်သမိန်တို့တွေမိမိဒုက္ခတွေကိုလှူသလိုလူကိုင်းနေပါလေ။နမိတ်ပြနေပါလေ။ပူလောင်တဲ့ မိဘဒုက္ခတွေတွေလိုပဲစစ်တဟာသမင်းတို့စားတဲ့ဘဝရောက်နေပြီဖြစ်တဲ့အတွက်မကြာခင်မှာဖစစ်တဟာမိဘဒုက္ခတွေတွေအချိန်မဲ့အနေမဲ့ ਨੇ လုံးဝပြုံကြတော့မယ်နမိတ်လက္ခဏာကြီးတစ်ခုဖြစ်ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ကမ္မလူရေစကြိုကမ္မလူရေစကြိုမှာဖစစ်တရဲ့ထောက်ဖို့စစ်ချောင်းကိုကျွန်တော်တို့ ပြည်သူ့ကာဝေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုတွေရှိနေပါတယ်။မကွေတိုင်းကျေးဇူးစကိုင်းတိုင်းမြောင်မြို့နယ်အဆက်ကိုစစ်ကြောင်းထိုးလာတဲ့ဗကြံဘတ်ဖက်စတပ်ကိုလည်းပြည်သူ့ကာဝေးတပ်တွေကကြားဖြတ်တိုက်ခိုက်ပြီးမတ်လ9ရက်နေ့ကဇယက်နီရွာကိုမိရှုခဲ့တယ်။ဇယက်နီရွာဆိုတာဘိုမိုက်ခဲ MBD ဌာနချုပ်ရှိတဲ့ရွာကိုမိရှုခဲ့တဲ့အကြံဘတ်ဖက်စစ်ကောင်စီတပ်သားတွေဘုံမကဲပေါ့ပူပေါင်းတက်တွေက တန်လေပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်မှုဆောင်ရွက်ခဲ့ပါတယ်ဒီတွက်ဖက်စစ်တပ်က၄ဦးမတဘောတေချင်းစိုးတယ်လို့အချမ်းမြင်သိရပြီးဘူမိုက်ကေးရဲ့ Facebook စာမျက်နှာမှာတော့ငါတို့အကျွေးရအောင်ပြန်တောင်းမိတယ်ဗျာလွန်ခဲ့သောမိနစ်ပိုင်းကဘူမိုက်ကေးစာမျက်နှာမှာစာတက်လာပါတယ်အန်ဒီရဲ့ကင်းမီလုံကြုံပါတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့သိရပါတယ်နောက်တစ်ခုတောင်းမှုမြို့ရှောင်းလန်းကမနေ့ကမနေ့ကဘယ်တဲ့ ညောင်ခါရှိအစ်ရီဂိတ်ဒီနေ့တောင်ကူမြို့ရှောင်းလန်းကစစ်စည်ဂိတ်တောင်ကူပကဖတိုက်ခိုက်တိုက်ခိုက်နိုင်ခဲ့ပါတယ်လို့ပြောရမှာနော်မလောက်ခုနှစ်နေ့တောင်ကူမြို့ရှောင်းလန်းမှာရှိတဲ့စစ်တပ်ဂိတ်ကိုတိုက်ခိုက်နိုင်ပြီးရန်ကုန်မန္တလေးနှစ်ဆောင်ပြိုင်တောင်ကူမြို့ရှောင်းလန်းမှာရှိတဲ့စစ်စည်စခန်းကိုပောက်ခွဲတိုက်ခိုက်ခဲ့ပါတယ် အဲ့တော့ဒါရီနိစဒီအဆက်မပြတ်တိုက်ခိုက်မှုသတင်းတွေကိုကျွန်တော်ပြောပြနေတာပါမဟာပြော်မြောက်ထိုးစစ်ကြီးအနေနဲ့တော့ဘရောင်ညောင်ကျိုးဘာကတ်တတော်အီနဲ့မစ္စတာတက်ကြာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပြီးရန်ကုန်ကရန်ကုန်တိုင်းစစ်ဌာနတို့ကစစ်ကြောင်းတွေမပြတ်စစ်ကူပို့နေရပြီးအပတ်စဉ်ရှစ်အပတ်စဉ်ရှစ်ဘော်ဒါဆွဲရတဲ့ စစ်မှုတပ်အပတ်စဉ်၈တပ်အင်အား600ရန်ကုန်ပကူပတောင်းရန်ကုန်ပကူလန်းတောင်ကုန်ပတောင်းလန်းဒီညာတွေကိုတည်းဆက်ပို့ဆောင်ပေးပါတယ်ညောင်ကျိုးစကန်ကိုတိမ့်ကိုတိမ့်မှာဖြစ်ပြီးကျွန်တော်ပြောသလိုပဲကပ္ပစ6နဲ့လက်တကန်အလိုမှာအဲ့တော့ အာကတတော်ကြီးဟာတောင်ကိုဗရောင်းလမ်းမှာရှိရဲ့မိုတီတောင်ကိုတိမ့်နေညောင်ကျိုးစခတ်ကိုထပ်သိမ့်ဖို့လုပ်နေရဲ့လွန်ခဲ့သောရက်ကဖတ်စစ်တဲ့မိဆာတပ်ဘက်ကဘုံမူတန့်စော်ဟိမတာပေါ်ပြီးနောက်ပိုင်းမှာဖတ်စစ်တာခမရ33ခမရ900ခမရ900ခမရ903တရင်3ရင်းရှိတဲ့နဲ့ ဂလင်းရှိတဲ့နဲ့တုံးကြီးကိုညောင်ကျိုးကိုအဆက်မပြတ်ပို့နေပါတယ်။ညောင်ကျိုးနဲ့ကပ္ပစာ6ပါ7မိုင်အကွာပါရှိနေပါတယ်။ကပ္ပစာ6မှာအင်အားတလမန်းချက်ဖြစ်နေပြီးရန်ကုန်ပကူးတကြောကတက်တွေတောက်လျှောက်ရွှေ့နေရပါတယ်။အဲ့တော့အဓိကအများဆုံးကတော့အပတ်စဉ်8တင်နန်းစားအပတ်စဉ်8တင်နန်းစင်းအနည်းဆုံး600လောက်ပါမယ်လို့ကျွန်တော်သိရပါတယ်။ ကာဗာစ6ထဲမှာအထိုင်ချနေပါတယ်အဲ့တော့ကာဗာစ6ကိုရွေးကြည့်လို့မရဘူးကာဗာစ9ကြောက်ဘူးကာဗာစ9မြန်ကမြန်ကာဗာစ16မတော်ပြီးမျိုးတစ်ပတ်ခန်းမှရှိတယ်ကာဗာစ3စင်တယ်ညောင်ကျိုးရလို့ညောင်ခြေတော့ရညောင်ကျိုးညောင်ခြေတော့ဥရှိပင်ကိုရရင်တော့ကျွန်တော်ပြောတဲ့ကာပါစရီကိုကောင်းကောင်းထိန်ချုပ်နိုင်မှာဖြစ်ပါတယ် တဆက်ဆက်တည်းမှာအညောင်ညိုးကိုတိုက်နေတယ်လို့အာရကတက်တော့ပြီးကြောက်ဖြူကတညဝရီရေခန်းအနီးကကာကင်းနေမှန်သမျှတရဇက်ထိုးစစ်ဆင်လျက်ရှိနေပါအာရကတက်တော့ပြီးတော့ CB ချင်းဘရာဒါကိုပလန်မျိုးသိမ့်ပိုက်နိုင်ရေးနောက်ဆုံးထိုးစစ်ကြီးဆင်နေပါပလန်မျိုး မြို့သိမ်းတိုက်ပွဲ2024နိုဝင်ဘာ9ရက်နေ့ကစတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဖလန်းမျိုးတွေကစစ်စကန်ရက်စကန်အားလုံးကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေတဲ့တောင်ကုန်းပေါ်မှာရှိနေတဲ့စေုပ်စဲချီလင်းတလင်းခလာရ268ကိုသိမ်းပိုက်ဖို့ကြံနေတာ။ခေါင်းမာနေတဲ့အခါကြတော့ခံပြည်အရှင်မထားဘူး။ဒီအချိန်ဒီတော့ဖလန်းမျိုးသိမ်းတိုက်ပွဲကြီးကိုဆက်လက်ဆင်နွှဲနေပြီးခလာရ268ကိုဝိုင်းပတ်ပိတ်ဆို့ 3လကြာဝိုင်းပတ်ပိတ်ဆို့မှုကြောင့်အစာအစာငတ်ပြတ်ပြီးအယိုးပြိုင်ပြိုင်ထနေဆိုတဲ့သတင်းလေးကြားရပါတယ်ဒီအခြေအနေတွေရှိနေပါတယ်ခင်ဗျအဲ့တော့ဆလင်းစင်ယူကြတရက်ချင်းရွာမှာစစ်တောင်းကအခြေပြုလာတဲ့စစ်တောင်းတစ်ခုရှိပါတယ်စင်ယူကျစိတ်ပြူကြတဲ့မှာကျပင်းပတ်စစ်တောင်းတို့တိုက်ခိုက်မှုတွေရှိနေပြီးကျပင်းမှာငါးမျက်နှာဖျားရှိပါတယ် ဒီဘုရားရဲ့နတ်ကူးမှုတော်ညီမာဘီအနတ်ကလူတော်များလာရောက်တိုင်တိန်လေးရှိပါတယ်စိတ်တော်မဆိုးကြနိုင်ဗျဇလင်းသားလည်းမပေါင်းနဲ့ဂျပင်းသားလည်းမမောင်းနဲ့တဲ့ဇလင်းသားကိုဇလင်းသားကိုပေါင်းရင်ငွေကုန်တယ်ဂျပင်းနွားကိုမောင်းရင်ချိန်ကုန်တယ်ဗျအဲ့တော့စရိုက်တော်ယုံတော်ကစုံပုံညာရှင်ဘုရားထီးတော်တင်ပြီးသွားပါပြီရေစက်တော်မချသေးဘူး တောင်ရိုးပေါ်မှာရှင်ပါတဲ့ဇေဒီကြီးရွေးချယ်ပြီးထီးတော်တင်ပြီးရရရာခြေနေတာဖြစ်တဲ့အတွက် နောက်ဆုံးချန်တဲ့ရှင်နံပင်နိုင်ငံဖရာညှန်းစင် ပြီးတော့ပါအဲ့တော့ရှင်ပင်နိုင်ငံဖရာဟာပြည်သူစစ်အားကောင်းနေပြုပြီးအားကောင်းနေထုံးဖို့ရက်ွက်မြောက်ဖက် တောင်ပေါ်ကဇေဒီဖြစ်ပါတယ်တပေါင်းလာပြီးနေမှာတော့ပွဲရှိမယ်လို့သိရပါတယ်ဒါဟာဆလင်းစင်ပြူကျွန်းတကြောစိတ်ပြူချက်ပင်တကြောကိုဖြစ်ပါပြောတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ တိုက်ပွဲဧရိယာဆက်ဆက်နေလို့ပြောတာဖြစ်ပါတယ်။အဲ့တော့ဂျာတာကွင်ရန်ကုန်တိုင်းရှစ်အဲရှစ်တောင်တိုင်းစစ်ဌာနချုပ်ကွင်မှာတော့တန်အောင်ကြီးကတပြေညွတ်စခန်းကိုကေနလီ PDF ပူပေါင်းတပ်ဖွဲ့တွေတိမ့်ပိုက်လိုက်ပါပြီ။ခုနှစ်ရက်နေ့ကအပီးတိုင်တိုက်ခတ်တိမ့်ပိုက်လိုက်နေတာဖြစ်ပါတယ်။ဆယ်ရောက်တည်ချင်းဇိုးပါလေ။လက်နက်ကရဲ့အမြောင်များတိမ့်စီရမိတဲ့ဓာတ်ပုံတွေလည်းအားလုံးတွေ့ပြီးသားဖြစ်မှာ။ 哎，你再看下，像我们那南澳不嘛？啊，你嘛是，是啊，只七岁，看来呀、啊，昆昆明是东啊，太差了，屁巴的。下巴卡，那巴卡，大巴卡，丹东来提点你们也阿标中那啊，等道机，屁巴打这个。 တချို့ကိစ္စတွေမှာဆက်ဆက်ပြောလို့မရဘူးမြင်ရသမျှတရင်ချက်လက်စူးစီးပြီးပြောပြနေတာဖြစ်ပါလေဒါကြောင့်မို့ဒီအချိန်မှာတောင်ကူကမ်ဘလူးဇလင်းညောင်ညောင်ကျိုးအုတ်ရှိပင်တကြောလုံးတိုက်ပွဲဖြစ်ပွားနေတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ရေရေမှာခမရလေးအဲ့မို့ ၃၄၃၃၄၃ကတောင်စွန်းရွာထိတ်မှရှိတဲ့နေရာမှာဂေဗုဒာပိတ်ဆို့ထားတယ်ဒီကိုစစ်ကြောင်းထိုးဝင်ရောက်တယ်လို့လို့လက်တက်စမ်းတယ်လို့လို့မနက်၉နာရီလောက်မှလာလို့တော့အယောက်60နီးပါးလောက်ရှိတယ်လက်နက်ကြီးလက်နက်ငယ်တွေတဲ့သူတို့ကတောင်စွန်းရွာထိတ်မှစစ်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 လေးလုပ်တယ် ပြီးတော့ရေဘလူးထိန်ချုပ်ပိတ်ဆို့ထားတဲ့နေမြေတွေကိုကျော်ဝင်လာတဲ့အခါရေဘလူးတက်ဟာနောက်ကထက်ချက်လိုက်စင်းနဲ့ပြန်တိုက်ပါတယ်လိုက်တိုက်တော့စုတ်ခွာသွားပြီးညနေ9နာရီဝင်းကျင်မှာတောင်ငွေရတဲ့အစ်စစေးလုတ်တဲ့နေရာကိုရေဘလူးတက်ဟာဝင်စီးပြီးဝါချုံဖုန်ချောင်းအောက်ဘက်ချမ်းမှာ စစ်ကြောင်းထိုးလာတဲ့အချမ်းဘတ်စစ်သားတွေခမာယ434ကစစ်ကြောင်းထိုးလာတဲ့ခမာယ434ကမိစ္ဆာတက်ကပ်ပြက်ပြက်ဝင်စော်လိုက်တာခုနှစ်ဦးမသာပေါ်တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ရေးစေးရုံကိုပို့ဆောင်ထားတဲ့စစ်သားအလောင်းတွေအများပြားရှိပြီးလက်တပြက်ဝင်ရောက်တိုက်စစ်ဆင်မှုကြောင့်15ဦးမသိမရှင်းခုနှစ်ဦးမသာပေါ်ပြီးရေဘလူးတက်တော်ဟာ ြန်လေဆုတ်ခွာနိုင်ခဲ့တဲ့အခြေအနေဒါကလက်ရှိတနေ့လုံးရဲ့ညမာပြည်တဝမ်းမှာဖြစ်နေတဲ့ထိတွေ့တိုက်ပွဲအခြေအနေတွေဖြစ်ပါတယ်အဲ့တော့လူမြတ်ကျော်ကြီးမြို့ပြမှာအရန်ကြက်နေပြီပတ်စံတွေလည်းထုတ်မရညဘက်ဆိုရင်လမ်းဘေးမှာတော့ထိုင်မရညခုနှစ်မိုင်ကျော်ရင်ရန်ကုန်မှာဘယ်သူမှအပြင်မထွက်ရေးရေလဲတင်လို့မရမီးကလည်းခဏခဏပြက်အင်တာနက်ကမရနဲ့ ငါတို့ဒုက္ခတော်တွေရောက်နေကြပါပြီသိမ့်မှန်တာပေါ့ဗျာရန်ကုန်မန္တလေးကလူတွေနဲ့နေ့စဉ်ကျွန်တော်ဆက်သွယ်ရရှိပါတယ်ရန်ကုန်ပို့ချက်ပြီးဖိကောက်ပွဲလုပ်မယ်လို့ဆိုလာတဲ့ဖက်စစ်တပ်ရဲ့စကားဘီလာရုမှာကြားပြီးသားဖြစ်ပါလိမ့်ရေကောက်ပွဲကို2025ဒီဇင်ဘာသို့မဟုတ်2026ဇန်နဝါရီမှာလုပ်ဖို့စူးစမ်းမယ်လို့ဆိုပါတ ပထမဝင်ခံချက်မှာမြို့နယ်ပေါင်း130ရုပ်ကွယ်လုံနိုင်မယ်ကျန်တဲ့မြို့နယ်တွေမလုံနိုင်ဘူးလို့ဆိုထားတဲ့ဖက်စစ်တပ်မြို့နယ်ပေါင်း330ရက်ကွက်ကျေးရောင်ပေါင်း6000ကျော်ရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနေထားမြို့နယ်ပေါင်း100ကျော်ကိုတိုင်းသား EAO ဒီနဲ့ PDD ကထိန်းချုပ်ထားတယ်ကျန်တဲ့100နီးပါးနဲ့100ကျော်ဖက်စစ်တပ်ဟာထိန်းချုပ်ထားနိုင်မြို့ပြကြီးအများစုပါ အလေကတရာကျော်လောက်ကတော့သူရင်ကိုရင်သူပြန်ကိုပြန်ဖြစ်နေတဲ့အချိန်မှာရွေးကောက်ပွဲရွေးကောက်ပွဲကိုလေဖြတ်သိမ်းပြီးသားဒီသူစစ်မှုတန်းဥပဒေဆိုတဲ့ပေါ်တာဆွဲတာကိုလေရိုက်ချိုးပြီးသားစစ်စင်ကြီးတစ်ခုအမြန်ဆင်ွယ်ပါအဲ့တော့တရင်တပ်ဖွဲ့အသီးသီးကစစ်မိတ်ထုံယူကျွန်တော်ခဏခဏပြောနေပါတယ် ရက်ကွက်အုတ်ချုပ်ရည်မှုတောက်တိုင်စနစ်ကိုပထမအဆင့်ရိုက်ချူဒုတိယလောကကိုလောကယုံမှန်သမျှမီတင်ရှုတတရာစီပင်ထွေအုပ်ယုံမှန်သမျှရသမျှဖြက်စီနမလီတရားယုံတွေအကုန်ရက်ဆိုင်အောင်လုပ်ချင်ဘယ်လိုလုပ်ကြမလဲမိမိတို့ထိန်ချုပ်သိမ့်ပိုက်ထားတဲ့ထိန်ချုပ်နိုင်တာတဲ့ မြို့တွင်ကြေးရွာရဲ့ထိဆက်နေမည်အနီးဆက်ဆုံးနေရာတွေဝင်ရောက်လှုပ်ရှားကြလက်တပြတ်ဘိုးစစ်စင်ကြတော့တရင်တပ်ဖွဲ့တိုင်းမှာတနက်၅လက်ရှိ၅ရောက်လက်နက်စိတ်လက်ရှိ၁ရောက်ဆိုတဲ့အထူးလှုပ်ရှားတက်ပြီးဖွဲ့ပြီးထိဆက်ရမြို့နယ်မှန်သမျှကိုလက်တပြတ်စစ်စင်ရေးတွေနဲ့ခက်မြက်မြက်ခက်တွတ်လှုပ်ကြလို့ပါတယ်ဒါရီလှုပ်လိုက်ရင် ရက်ကွအုပ်ချုပ်ရေးစနစ်ချိနေမယ်။လောက်ကယုံနေမီတင်ရှုပ်ရင်စင်စရာတွေမရှိဘူး။စီပင်စီပင်တရားတရားယုံနေကိုထိတွေ့ခြံတွေ့နိုင်ရင်အုပ်ချုပ်ရေးစနစ်ပြတ်ပါပြီ။မြို့နယ်တစ်ခုရက်ကွတစ်ခုမှာနံပါတ်1ထွေအုပ်ပါဒုတိယတရားယုံတတိယရစခန်းထွေအုပ်စနစ်ကိုရိုက်ချိုးနိုင်ရင်ဗမာပြည်အုပ်ချုပ်ရေးစနစ်ပြတ်ပါမယ်။ဒါကြောင့်မို့ ဒီကောက်ဝဲဖို့ကျမတို့လက်မခံပါဘူးကျွန်တော်တို့လက်မခံပါဘူးလို့လူကြားကောက်အောင်ကြီးညာချက်ထုတ်ဇူးမတင်လို့တည်တင်းထုတ်နေမယ်အစားရှိနာတိုင်ရင်တပ်ဖွဲ့တွေကိုလက်တွေ့ကြကြလုပ်ငန်းစဉ်တွေချမှတ်ပြီးအောင်ဝဲကိုနောက်တဆင့်တက်ဖို့ကြိုးစားကြပါအခုကပြပြပျောက်ကြားစစ်ကိုပဲအခြေပြုရခြေပြုနိုင်တဲ့အခြေအနေကိုလက်ရှိဒီနေ့တိုက်ပွဲတွေဆိုတွေ့ရတယ် ညောင်ကျိုးညောင်ချီတော့ကြောတာဖုံးစစ်ရှိရဲ့ဒုနဲ့တင်နေကျွန်တဲ့နေရာဒီမှာဒုတင်နေဖက်စစ်တပ်ကိုမတိုက်နိုင်အဲကြောင့်မို့သူများတွေပြောပြောနေတယ်ပြပြပျောက်ကြားတိုက်ပွဲကိုပြန်လဲအသက်သွင်းပြီးပျောက်ကြားတိုက်ပွဲစနစ်ကနေဖက်စစ်တပ်ရဲ့အုပ်ချုပ်ရေးစနစ်လေပတ်နေတဲ့အုပ်ချုပ်ရေးစနစ်တွေမှန်သမျှရိုက်ချိုးကြဖို့လိုပါတယ်ဒါဆိုရင်ကျွန်တော်တို့မကြိုက်တဲ့ရွေးကောက်ပွဲ ကျွန်တော်တို့ပြည်သူလူထုတယောက်ချင်းစီစိတ်တော်ကရောက်နေတဲ့ပေါ်တာဆွဲပြီးစစ်ကြုံဘဝရောက်နေတဲ့အခြေအနေတွေကိုအကန့်အသတ်တစ်ခုတော့တားဆီးနိုင်လို့မေလို့ကြောက်ယူဆောက်ပါတယ်။ဒါကြောင့်ကျွန်တော်ဗီဒီယိုကိုကြည့်နေတော့ကျွန်တော်ဗီဒီယိုကိုကြည့်ပြီးထက်ဆင့်ပြောပြနိုင်သူများကတောက်ရင်တက်ဖွဲ့များထံလေးလေးသာသာတိုက်တွန်းပါ။ အထူးလှူရှာတက်တွေရှိတဲ့လက်လက်နဲ့ဖွဲ့ပြီးနီးစက်ရနီးစက်ရရက်ကျွေးရလေးစီကရက်ကွက်ဥချုပ်ရေးစနစ်ကြီးကိုရိုက်ထိုးဖျက်ဆီးရက်ကွက်ဥချုပ်ရေးမှုရိုင်းမှုရိုင်းမှုရိုင်းမှုစိန်မှုအတိုင်းဝိုင်းတစ်ခုလုံးကိုတစ်တက်ခတ်ကြတော့အစဉ်ပြေရင်ပြည့်တယ်လို့ရင်နေရတဲ့လာဝကတွေစီပင်နေမမိစေတင်းကြပြီးနောက်ပါပဲ ။တစ္ဆက်ကလေးမှရှုံမတန်လျာမဖြစ်နဲ့။တော်လန်ကြီးအပေါ်မှာရှုံမတန်လျာမဖြစ်နဲ့။ရှောက်တိုက်မယ်။အောင်ပွဲကိုရှောက်တိုက်မယ်။ငါတို့နိုင်လို့နိုင်ရမယ်။အောင်ပွဲရရင်ပြေးဆိုင်တူတိုက်။ဒီညတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်